အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သစ်တင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒိုက်ဦးထောင်တွင်နိုင်ငံရေးအကျဉ်းသား16ဦးကိုထောင်အတွင်းလူစုလူဝေးပြုလုပ်သည်ဟုဆိုကာမတရားတောက်ခတ်တိုက်ပိတ်ထားရဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းဒိုက်ဦးအကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသား16ဦးကိုထောင်အတွင်းလူစုလူဝေးပြုလုပ်သည်ဟုဆိုကာမတရားတောက်ခတ်တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဗဟုဥဆောင်ကော်မတီဝင်ခိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောပါရယ်အဆိုပါနိုင်ငံရေးအကျဉ်းသား16ဦးသည်မိသည့်ပြမှုကုန်မှကျူးလွန်ခဲ့ခြင်းမရှိပေနိုင်ငံရေးအကျဉ်းသားတအုပ်ကိုအခြားရာဇဝတ်သားအကျဉ်းသားများကဝိုင်းဝန်းထိုးချိတ်မှုအပေါ်မကျေနပ်သည့်အတွက်ဖြေရှင်းပေးရန်အဆောင်မှုကိုတင်ပြခဲ့သည့်ဖြစ်စဉ်အပေါ်ဖြေရှင်းပေးခြင်းမရှိပေလာရောက်တင်ပြသူများကလူစုလူဝေးပြုလုပ်သည်ဟုဆိုကတိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်းတိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း PPNM ကဆိုပါရယ် အော်တိုဘလာ၂ရက်နေ့တွင်နိုင်ငံရေးအကျဉ်းသား၁၆ဦးကို၅ဦးတစုနှုံလူခွဲပြီးပြစ်ဒဏ်တိုက်ခန်းများတွင်တိုက်ပိတ်ထားစေဖြစ်ပြီးခြေချင်းထောက်များပါခတ်ထားကြောင်းသိရှိရပါသည်။ဒီဖြစ်စဉ်မှာဆိုလဲနိုင်ငံရေးအကျဉ်းသားတွေဟာတရားမျှတမှုရရှိဖို့အတွက်တောင်းဆိုမှုအပေါ်မှာလူစုလူဝေပြုလုပ်တယ်ဆိုပြီးထောင်အာဏာပိုင်တွေရဲ့ပြောဆိုမှုထင်မြင်မှုတစ်ခုနဲ့တင်ပဲဘာမှတရားဥပဒေမျှတမှုမရှိဘဲနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထင်ရင်ထင်သလိုစိတ်ထဲမှာရှိတဲ့အတိုင်းသူတို့ဘက်ကစက္ကလုံတိုင်းကအမိန်ဖြစ်ပြီးတော့ နိုင်ငံရေးအချင်းသားတွေကိုရည်ရွယ်ချက်ရှိရှိကိုမှဖိနှိပ်နေတာဖြစ်ပါတယ်ဟု PPNM ဗဟုဦးဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါတယ်စစ်တပ်၏မတရားတိုက်ပိတ်ခံထားရသောနိုင်ငံရေးအချင်းသားများမှကိုညံလင်းနိုင်ကိုသေးဦးပိုင်ကိုခန့်ညာသူကိုလင်းကိုကျော်လင်းမောင် ကိုစော်မျိုးကိုရှမ်းလီကိုမင်းနိုင်ထွန်းကောကိုကျက်ဖကြီးကိုကျော်သူရဝင်းခေါ်ကျော်ကြီးကိုစော်မင်းထိုင် ကိုမျိုးကြီးကိုစော်ကြီးကိုစင်မျိုးထိုင်ကိုထက်လင်းကိုစင်ကိုဖြိုး ကိုအားကမင်းနဲ့ကိုဘူးတီတို့ဖြစ်ပြီးအဆိုပါတိုက်ပိတ်ခံထားရသူများ၏နောက်ဆက်တွဲကိစ္စရများအပေါ်ထိုင်ဥထောင်အာနာပိုင်နှင့်အချင်းဦးစီးအရာရှိများမှအထူးတာဝန်ယူရလိမ့်မည်ဟု PPNM ကအသိပေးထားပါသည်တိုင်းဝအချင်းထောက်တွင်အမျိုးသားနိုင်ငံရေးအကျဉ်းသားများကိုတာမကနိုင်ငံရေးအချင်းသူများအပေါ်တွင်လည်းဖိနှိပ်မှုကိုတည်တည်တတ်တာလှုံ့ဆော်နေသည့်ကိုတွေ့ရှိရပြီး2025ခုနှစ်ဇူလိုင်လ22ရက်နေ့နဲ့23ရက်နေ့များတွင်နိုင်ငံရေးအချင်းသူ10ဦးကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ အာရမအင်အားသုံးခေါ်ဆောင်ပြီးအမျိုးသားအဆောင်တိုက်ဝင်းအတွင်တိုက်ပိတ်ဖြစ်တံများချမှတ်အဖြစ်ပေးခဲ့ကြောင်းလဲ PPNM ထံမှသိရပါတယ်။ထို့သောမတရားတိုက်ပိတ်ဖြစ်တံပြီးခံရသည့်နိုင်ငံရေးအကျဉ်းသားများကိုအ мян ဆုံးတိုက်ပြန်ဖွဲ့၍မူလအဆောင်များတွင်ထားရှိရန် PPNM အနေဖြင့်တောင်းဆိုလိုက်ပြီးယခုကဲ့သို့နိုင်ငံရေးအကျဉ်းသားများအပေါ်မတရားဖိနှိပ်နေသည့်သက်ဆိုင်ရာဒိုက်ဦးအကျဉ်းထောင်ရှိအကျဉ်းဦးစီးဝန်ထမ်းအရာရှိများနှင့်အကျဉ်းဦးစီးဝန်ထမ်းများကိုထိရောက်သည့်တရားမျှတမှုများကိုပြန်လည်ဖိအပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးကြေညာထားပါသည် ဒီလိုဖိနှိပ်မှုတွေလုပ်နေတဲ့အကျဉ်းဥစည်းဝင်နှံတွေကိုထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမလုပ်နိုင်တော့ဘူးလို့သူတို့ယူဆနေတာပါပါလိမ့်မယ်။ဒါပေမဲ့အရှိတွေမှာအကျဉ်းဥစည်းဝင်နှံတွေရဲ့မတရားတဲ့လုပ်ရက်တွေကဒီတိုင်းမပြီးသွားဘူးဆိုတဲ့အခြေအနေတွေကိုတော့ဖြစ်ခဲ့ပူပါတယ်။နောက်မှလည်းဒီလိုမျိုးနိုင်ငံရေးအကျဉ်းသားတွေကိုဥတီဖိနှိပ်နေတဲ့အကျဉ်းဥစည်းအရာရှိဝင်နှံတွေအပါအဝင်သူတို့ရဲ့စေခိုင်းမှုတွေကိုလိုက်ပါလုံဆောင်နေတဲ့အကျဉ်းဥစည်းဝင်နှံတွေအနေနဲ့အထူးသတိထားပြီးမှနှိထိုင်သွားလာကြဖို့ပဲပြောလိုပါတယ်။ ကျွန်တော်တို့တရားမျှတမှုကိုရတဲ့နည်းနဲ့နှင်းနာတဲ့နိုင်ငံရေးကျင်းသားတွေကိုစာကြိုးစားသွားမှာဖြစ်တယ်။မိဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောလိုပါတယ်ဟုကိုတိုက်ထွန်းဦးကပြောဆိုပါတယ်။မြန်မာနိုင်ငံတဝန်းအကျဉ်းထောင်40ကျော်ကို PPNME စောင့်ကြည့်မှုအရာထောင်တွင်လူခွင့်ရေးနဲ့အကျဉ်းသားခွင့်ရေးချိုးဖောက်မှုများတွင်ဘကိုးတိုင်းဒိုက်ဦးအကျဉ်းထောင်သည်နိုင်ငံရေးအကျဉ်းသားများအပေါ်ဖိနှိပ်မှုအများဆုံး1500ခုထဲတွင်တစ်ခုအပါဝင်ဖြစ်ကြောင်းသိရပါသည် ဆလပီအတူရောင်ရွေးကောက်ပွဲပေါ်မြန်မာစစ်အုပ်စု၏ထုတ်ပြန်ချက်ကိုမလေးရှားမူဝါဒအဖွဲ့များအပြစ်တင်အာဆီယံကိုအုံချခံမဖြစ်စေရန်မလေးရှားအစိုးရကိုတတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အာနာသိန်းစစ်အုပ်စု၏ဝါဒဖြန့်နေခြင်းနှင့်ပတ်သက်ပြီးမလေးရှားနိုင်ငံသားယူဝင်ကြီးဌာနအနေနဲ့စစ်အုပ်စုရဲ့အုံချခံမဖြစ်ဖို့နဲ့မြမအရေးနဲ့ပတ်သက်ပြီးမူအတိုင်းခိုင်ခိုင်မာမာရက်တီဖို့မလေးရှားပညာရှင်တွေနဲ့မူဝါဒကျွမ်းကျင်သူတွေကအော်တိုဘာလ17ရက်မှာတိုက်တွန်းလိုက်ပါတယ်။ University Malaysia ကဖွဲ့စည်းထားတဲ့မြန်မာအရေးကျွမ်းကျင်သူလေးလာရေးအဖွဲ့နဲ့မြန်မာအရေးဆိုင်ရာမလေးရှားအကြံပေးအဖွဲ့တို့ကမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခီးစင်အပြီးစေအုပ်စုရဲ့မြန်မာအလေးသတင်းစာရဲ့ဖော်ပြချက်ပေါ်စိုးရိမ်မကင်းဖြစ်ကြောင်းပြောဆိုထားတာပါအသွင်ပြဖို့လှုပ်ထားတဲ့လွတ်လပ်မှုတရားမျှတမှုနဲ့အားလုံးပါဝင်မှုရှိတဲ့ရွေးကောက်ပွဲတွေကိုပြုလုပ်ဖို့စေအုပ်စုရဲ့အပြင်းထန်ကြိုးပမ်းနေမှုကအတူရောက်တာဖြစ်တယ်လို့ပူရွေးထုတ်ပြန်ချက်အတွင်ဖော်ပြထားပါတယ် မြမအလီရဲ့အော်တိုဘာလ10ရက်နေ့သတင်းထုတ်ပြန်မှုအတွင်မိုဟာမက်ဟာဆန်နှင့်စေအုပ်စုကိုယ်စားလှယ်တွေကနိုင်ငံချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးလွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပြည်စင်မှုများနိုင်ငံဆက်ဆံရေးပုံမှုမြင့်တင်ရေးနဲ့အာဆီယံနှင့်နိုင်ငံတကာနယ်ပယ်တွင်အပြုသဘောဆောင်သောပူးပေါင်းဆောင်ရွက်မှုများပုံမှုတိုးမြင့်ရေးတို့နှင့်ဆက်လင်း၍ရှင်းရှင်းလင်းလင်းအမြင့်ချင်းဖလှယ်ကြသည်လို့ဝါရဖြန့်ဖော်ပြထားတာလည်းဖြစ်ပါသည် မြမအရေးကျွမ်းကျင်သူလေးလာရဲ့အဖွဲ့နဲ့မလေးရှားအကြံပေးအဖွဲ့တို့ကမလေးရှားရဲ့နေပြည်တော်နဲ့ထိတွေ့ဆက်ဆံမှုတွေဟာအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်နဲ့အညီလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရင်းနဲ့အကြံဖတ်မှုရပ်တန့်ရေးတို့ကိုဆက်လက်ဦးစားပေးတဲ့အကြောင်းပြောကြားခဲ့ပါတယ်။ဒါကြောင့်မလေးရှားနိုင်ငံနဲ့နိုင်ငံသားယွဝင်ကြီးအနေနဲ့အာဆီယံဥက္ကဋ္ဌတာဝန်ကိုယူထားတဲ့ကာလတစ်လျှောက်လုံးမှာဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထဲပို့ရေးနဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံရဲ့ဘူအာဖြင့်ယက်တီချက်ကို အာနာသိန်းစစ်အုပ်စုကအသုံးချခြင်းသို့မဟုတ်ဂရမစွာကိုးကားဖော်ပြခြင်းမခံရစေဖို့တိုက်တွန်းတယ်လို့၎င်းတို့အဖွဲ့တွေရဲ့ပူးရဲထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။ဒါပြင်မလေးရှားမူဝါဒနဲ့ကျွမ်းကျင်သူအဖွဲ့တွေကဇကိုင်းတိုင်းမှာဖြစ်ပွားခဲ့တဲ့အယက်သားများအပေါ်လေးချောင်းပြစ်ခတ်တိုက်ခိုက်မှုအပါအဝင်မကြာသေးမီကဖြစ်ပွားခဲ့တဲ့မြန်မာပြည်ကအကြမ်းဖက်မှုတွေဟာအာဆီယံရဲ့ငြိမ်းချမ်းရေးဆိုင်ရာခရီးကဝတ်တွေကိုလိုက်နာဖို့အာနာသိန်းစစ်တပ်မှရှိရွယ်ချက်မရှိကြောင်းသက်တည်ပြနေတယ်လို့ဖြစ်တင်ရှုံချခဲ့ပါတယ်။ ပူးတွဲကြေညာချက်အတွင်မလေးရှားနိုင်ငံအနေနဲ့စစ်ကောင်စီတာမကအမျိုးသားညီညွတ်ရေးအစိုးရ NUG လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ EOS နဲ့အရက်ဘတ်လူအဖွဲ့အစည်းတွေအပါအဝင်ပြည်ပခမှာပါဝင်နေတဲ့အုပ်စုအားလုံးနဲ့ပူးပွေလင်းလင်းထိတွေ့ဆက်ဆံဖို့တောင်းဆိုထားပါတယ်။ထိုင်းမြန်မာနယ်စပ် KNU ထိန်းချုပ်ထားတဲ့ထီးခိရွာကိုအကြမ်းဖက်လေတပ်ပုံကျဲအပြီးနှစ်ရက်အကြာထပ်ပြီးလာကျဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ တနင်္သာရီတိုင်းတဝယ်မြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကရင်အမျိုးသားအစီအယုံ KNU ထိန်းချုပ်ထားတဲ့ထီခိရွာကိုအကြံဖက်လီတက်ကဖုံးကျဲပြီးနှစ်ရက်အကြာဒီကနေ့မနက်မှာထပ်ပြီးလာကျဲခဲ့တယ်လို့ KNU ဗိတ်တဝယ်ခရိုင်ပြည်သူဆက်ဆံရေးနဲ့တရင်ပြန်ချာရေးဌာနကထုတ်ပြန်ထားပါတယ်။မေတ္တမီခီထီခိကျဲရွာအတွင်းသို့အကြံဖက်လီတက်ကဒီကနေ့အောက်တိုဘာလ10ရက်မနက်၈နာရီလောက်မှာဂျက်ဖိုင်တာနဲ့နှစ်ကြိမ်တိုင်ဖုံးကျဲတိုက်ခိုက်ခဲ့ပြီးတိုက်လျင်မှာပါတဲ့အော်လီဂန်ဆက်လက်နဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အာနာသိန်းအကြံဖတ်စစ်တပ်မှ Jet Fighter FTC 2000ချီလေရင်အမျိုးအစားဖြင့်နှစ်ချိန်ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ပြီးတိုက်လေရင်ပါ Oligan ဆက်လက်နဲ့ဖြင့်နှစ်ချိန်ပြစ်ခတ်တိုက်ခိုက်သောကြောင့်ပြည်သူလူပိုင်ပြည်စည်းများထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီးဒေသခံပြည်သူလူထုဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရပါသည်ဟုဖော်ပြထားပါသည်။အဲ့ဒီထီကီကျေးပါကိုပြီးခဲ့တဲ့အောက်တိုဘာလ၈ရက်နေ့မနက်၉နာရီကျော်ကလည်းအကြံဖက်လီဒက်ကဝိုင်းထွေးလေရင်နဲ့၁၂၀မမဘုံသီး၄၀ကျော်ကိုကျဲချခဲ့တယ်လို့ KNU မိတ်တဝဲခရိုင်ပြည်သူဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဝိုင်တွဲနဲ့ပုံချဲပြီးနောက်အဲဒီနေ့နေ့လယ်၂နာရီမှလည်းအဲဒီခြေရွာတွင်သို့အကြမ်းဖက်လေတပ်ကဂျက်ဖိုက်တာနဲ့ပါထပ်ပြီးပုံချဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူလူထုပိုင်ပစ္စည်းဥစ္စာတွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီလိုလေချောင်းကနေပုံကျဲတိုက်ခိုက်နေမှုကြောင့်ဒေသခံပြည်သူရာနဲ့ချီဘေးလို့ရာသို့ထွက်ပြေးတိမ်းရှောင်ရရတယ်လို့လည်းဖော်ပြထားပါတယ်။ ဆက်လက်ပြီးမုံရွာမန္တလေးလမ်းမှာစစ်တပ်ကကင်းဘုံတွေချထားပြီးရန်တမ်းပစ်ခတ်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာစစ်တပ်ကကင်းဘုံတွေချထားပြီးရန်တမ်းပစ်ခတ်မှုတွေပြုလုပ်နေကြောင်းဒေသခံတွေကပြောပါတယ်။ဒီကနေ့မနက်ပိုင်းကမုံရွာမန္တလေးလမ်းပေါ်မှာစစ်ကောင်စီတပ်ကကင်းဘုံတွေနေရာအနှံ့ချထားကြောင်းနေရီကန်ရွာအနီးမှာလည်းလမ်းပိတ်ထားပြီးရေပိုးစားရွာနာမှာတော့ရန်တမ်းပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ မုံရွာမန္တလေးလမ်းကဒီနေ့အခြေအနေမကောင်းဘူးလမ်းကြောင်းရှိပုံရတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ကြားပြင်မုံရွာမြို့ထဲကနေလည်းမိုင်းဖြတ်တဲ့ဂျမ်းမာကားတွေထွက်လာကြောင်းဒေသခံတွေကပြောပါတယ်။ခရီးသွားပြည်သူတွေအနေနဲ့လမ်းပိုင်းသတင်းနှာဆွင့်ပြီးအနေရကင်းပြီးဆိုမှသွာလာအသုံးပြုကြဖို့ဒေသခံတွေကအကြံပြုပါတယ်။ရှိခူရပိုင်းအတွင်းစေအုပ်စုကမုံရွာမန္တလေးခရီးသွားရှင်တွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲထိန်းလွတ်နေလို့ခရီးသွားလမ်းပိုင်းကြန့်ကြာတာတွေဖြစ်ပွားနေကြောင်းခရီးသွားတွေကပြောပါတယ် စစ်ကောင်စီတပ်ဟောင်းမုံရွာမလေးလန်းပေါ်မှာမကြခဏတိုက်ခိုက်ခံရတာကြောင့်ခီးသွွားပြည်သူတွေရဲ့ကားကိုရှေ့ကနေမောင်းခိုင်းတာမိုင်းရှင်းခိုင်းတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ကျမရဲ့တင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။